ဒီနေ့ဘုတိုင်သားမြမြတ်တနုတံပိုးထားတဲ့နေသူရဲ့မြ56နှစ်မြောက်ဘုမျိုးသားနေ့ကိုတဲရောက်ချင်းမြစ်ပြပါတော့ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ဝန်ကြီးများတာဝန်ရှိပုဂ္ဂိုလ်များရှေ့ပိုင်းတိုင်းစစ်ထနာချုပ်တိုင်းမူကြီးနဲ့မူပြုသောစစ်ဘက်တာဝန်ရှိပုဂ္ဂိုလ်များတိုင်းရင်းသားညီအစ်ကိုများမောင်နှမများ ဒေသခံပြည်သူများစိတ်ချမ်းသာကိုကြမှာကြပါစေကြောင်းဥစွာပထမကရဝပြုမေတ္တာပို့တာအပ်ပါလေကျွန်တော်တို့ဘူတိုင်းရင်းသားများဟာဤတော်စုမပြုတ်ခွဲရေးတိုင်းရင်းသားစီလုံးညီညွတ်ရေးအချို့အခြားနာတည်တန့်ခံမြဲရေးများကိုအပြည့်အဝထောက်ခံပံ့ပိုးဆောင်ရွက်တော်မူလေတင်ပြအပ်ပါလေ နိုင်ငံတော်စီမံအထောက်အကူစီမဆောင်ရွက်လက်ရှိတဲ့နိုင်ငံတကာနဲ့ချစ်တည်ရေးခင်မီဘုံပြိုတိုးတဲ့ရေးဤချမ်းသာရပြီးဘုံပြိုတိုးတဲ့ရေးရှင်းလုံးငန်းစဉ်များဥတီချက်များဆောင်ရွက်ချက်များကိုလည်းအပြည့်အဝထောက်ခံပါဝင်ဆောင်ရွက်သွားမည်ဟုလည်းပြောကြားလိုပါတယ်နိုင်ငံတော်စီမံအထောက်အကူစီမကျင်းပပြုလုပ်မဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုလည်းဝမရှင်ရဲ့စီကားမှုပေါ်နေအညီအတက်တယောပါဝင်သွားမည်ဖြစ်ပါတယ်ပြည်သူ့မြန်မာနိုင်ငံတော်တည်တိုင်းရင်းသားလူမျိုးပေါင်းတရာကျော်နှင့်ဖွဲ့စည်းထားသည့်နိုင်ငံတော်ဖြစ်သည့်အတွက်ပြည်သူ့အရေးတည်တိုင်းရင်းသားများအရေးဖြစ်သလိုတိုင်းရင်းသားများအရေးတည်လဲ ဤတော်စုအရေးပဲဖြစ်ပါလေထို့ကြောင့်တိုင်းရင်းသားများအရေးနဲ့ဤတော်စုနိုင်ငံသားအရေးများကိုလေးလေးနက်နက်တည်ထားပြီးဆောင်ရွက်ကြရာအရေးကြီးပါကြောင်းလဲတင်ပြအပ်ပါလေဘိုးလူမျိုးသည်ဤတော်စုအရေးဘိုးအရေးများကိုမြတ်တာစွာဆောင်ရွက်လဲရှိပါကြောင်းကိုလည်းလေးစားစွာတင်ပြအပ်ပါလေ တဲရောက်ချင်းချင်းပြေးကြသည့်အတွက်ကူညီပန်းပိုးမှုများလည်းပြေးကြသည့်အတွက်ဘိုးဘိုးတိုင်းရင်းသားတစ်မျိုးလုံးကိုစားအထူးကျေးဇူးတင်ပါကြောင်းအမားရွေးအတင်းဆောင်များအနေချက်ချီးရင်လေမိဘမေတ္တာဆရာစေတနာဖြင့်ခွင့်လွတ်ပေးနိုင်ပါရန်လေးစားစွာတောင်းပန်အပ်ပါသည်ပြသောသည့် ကျုပ်ကလိုမျိုးကျိုတရာကချောင်းရောက်လေယာနိကြည့်စုနေခော့ကျုပ်ကမင်းညိုနာကိုသမီးနုသောသမလေဖင်ကကိုသသည်ရည်ရွယ်ချက်ကျင်းတော်တဲ့အော်ကိုသသည်ရည်ရွယ်ချက်နော်ဒီနေ့ကိုသသည်နိုင်ငံတော်ကျိုးရဖင်းနေကစီနာကိုသန်ဖတ်နေလေဖီဒုံဒုံနော်စနေဤတော်သူမပြုတ်ွယ်ရည် အချုံးအချာအာနာတီတန်းခံရဲ့ပိုင်းရင်သာစီလုံးညွတ်ရဲ့မြို့ချစ်စိတ်ဓာတ်ရှင်တန်တမြဲရဲ့ဘာသာတာတနာတီတန်းခံရဲ့ကဘာတီတွေ့ဘောလူမျိုးတီတန်းခံရဲ့ဓာန်သူအခွင့်ရရရှိရဲ့အေးချမ်းသာရပြီးဘက်ဆုံးဖွံ့ဖြိုးရဲ့ဟိုးတမျိုးသားလုံးစီလုံးညွတ်ရဲ့ဆိုတဲ့အချက်ကိုချက်နဲ့ကျွန်တော်တို့ ်96နှစ်မြောက်ဘုံမျိုးသားနဲ့ဥတီချက်ကြီးရချက်ဆောင်ရွက်မိလုပ်ငန်းတင်များပဲဖြစ်ပါတယ်ပြည်တော်စုမပြုတ်ွဲရေးဆိုတာကျွန်တော်တို့နားလေသဘောပေါက်ဖို့အရေးကြီးတယ်လို့အချုပ်အချာအနာတီတန်းကံမြဲရေးဆိုတာလဲနားလေဖို့လိုအပ်တယ်လို့ကျွန်တော်တို့ဒေသခံပြည်သူများသည်ဥတီချက်ရေးရချက်ဆိုတာလေးလေးစားစားမထားပဲနဲ့ နာမလေတာတွေအများကြီးရှိပါတယ်ဒီဥတီချက်ကိုရကလွဲလို့ကြံတဲ့ကျွန်တော်တို့နိုင်ငံရေးကျွန်တော်တို့လူမျိုးရေးကျွန်တော်တို့ဒေသရေးကိစ္စများဟာတခြားသောနီလာမရှိတော့ဘူးလို့ပဲကျွန်တော်ဒီကနေပြီးရေရေဝုံဝုံတင်ပြလိုပါတယ်ပြည်ထောင်စုပြုံပွဲရင်ကျွန်တော်တို့ဒီတောင်စုတဲမှာလူမျိုးပေါင်းတရာကျော်နေထိုင်နေ ဒီတရားကျော်သူ့နိုင်ငံကိုယ်နိုင်ငံနဲ့တည်ဆောက်ကြမှာလားအစိမ့်စိမ့်ရမမဖြစ်တော့ဖြစ်အောင်ထောက်ခံကြမှာလားဒါတစ်ချက်မဖြစ်နိုင်တော့နော်မလုတ်တင်တော့အလုပ်လိုပဲကျွန်တော်တို့ကအိုးလူမျိုးတစ်မျိုးလုံးဟာလက်ခံခံယူပြီးတော့ပြည်တော်စုမပြုတ်ကွဲရေးကိုထောက်ခံသွားရမှာဖြစ်ပါတယ်အချုပ်ရချာနာတည်တံ့ခံရေးလက်ရှိကျွန်တော်တို့ တွေ့ကြုံနေရတဲ့ပฏิပက္ခဥပမာအနိစ္စဆုံးပြောရကျွန်တော်တို့စီဆိုင်ပြဿနာဖြစ်ပေါ်လာတဲ့တိုက်စစ်ပွဲတွေဖြစ်ပေါ်လာတဲ့ဒေသခံပြည်သူတွေနော်အုတ်ချုံမှုကျင်းလွတ်ပြီးတော့ဒေသခံပြည်သူတွေနော်တပည့်တော်အပြည့်တမားများလှုပ်ကျင်တာလှုပ်တယ်ယူကျင်တာယူတယ်မိမိရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဘယ်သူက ကာကွယ်ထိန်းချုပ်မှလည်းဒါကြောင့်အချို့ချာအာနာဆိုတာကျွန်တော်တို့ဟာထောက်ခံပြီးတော့ကျွန်တော်တို့ပါဝင်ကြိုးစားရမှာဖြစ်ပါတယ်။တန်ရင်သာစီလုံးကြီးညွတ်ရစ်တန်ရင်သာစီလုံးကြီးညွတ်ရစ်သည်ယခုကျွန်တော်တို့နဲ့အတူတကွအေးတူပူများနေတိုင်းနဲ့တန်ရင်သာကြီးအကိုတွေနဲ့ချစ်ချစ်ကင်းကင်းကျင်းကျင်းနာနာဖြည်းဖြည်းမမပြည်သူစုစိတ်ဓာတ်မထားပဲနဲ့ကျွန်တော်တို့နေမယ်ဆိုရင် ယခုလက်ရှိမြင်တဲ့အတိုင်းเนาะကျွန်တော်တို့ချမ်းကရားနေသမှာယခုအချိန်ကြီးအသက်ပေါင်းများစွာအိုးအိမ်ပေါင်းများစွာဆုံးချုံနေရတာတွေးကြည့်ရမှာဖြစ်ပါလေဒါကြောင့်တိုင်းရင်းသားချင်းချင်းစီလုံးကြီးရွတ်ရည်တီမပြစ်မနေကျွန်တော်တို့တောင်းရရမယ်လို့ခံယူပါတယ်မြို့ချစ်စိတ်ဓာတ်ထင်ထမြက်ရှင်သာကြီးငါတို့ဒီပြည်တော်စုမြန်မာနိုင်ငံတော်မှာနေထိုင်တဲ့တိုင်းရင်းသားလူမျိုးများဖြစ်သည့်အတွက် ်ဤသောသူစိတ်တက်ကိုဖာကြည့်ရမယ်ပြင်ကိုယ့်ရဲ့အမျိုးကိုမျက်နှိုးတဲ့ချက်ကိုယ့်ရဲ့အနွယ်ကိုနော်ထိမ့်သိမ့်တဲ့ညွချစ်စိတ်တက်ဆိုတာတော့မလွဲ့မသွေဖာကြည့်ကြရမှာဖြစ်ပါတယ်ဘာသာသာသနာတည်တန့်ခံရဲ့ကြီးဒီဘာသာသနာဒီကျွန်တော်တို့ဘုရားတိုင်းရင်သားများများတော့ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းရင်သားများဒီဘုရားဘာသာများဖြစ်တဲ့ ဗုဒ္ဓဘာသာဆုံးမမှမရှိရင်ကျွန်တော်တို့နိုင်ငံဒီနော်အစ်စစ်တွေအမမဖြစ်သွားမှာအကုန်လုံးရိုင်းဆိုင်ပြီးစာရိတ္တမကောင်းတဲ့နော်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားဖြစ်သွားနိုင်တဲ့အတွက်အင်မတန်သို့ဝါသောကျွန်တော်တို့အနာဂတ်ကိုကြုံရမယ်အတွက်ဗုဒ္ဓဘာသာသာသနာတည်တံ့ခိုင်မြဲမှုလိုက်နာဖို့ကကျွန်တော်တို့ဒီ အဲပွဲတော်ဟာနေပြီးဥတီချက်ထက်ထားတာဖြစ်ပါတယ်ကဘာတီတွေပို့လူမျိုးတည်တန်းနိုင်ပြည်ရေးဆိုတာကျွန်တော်တို့နိုင်ငံအတွင်းမှာပြည်ထောင်စုသို့တည်အငင်းတိုင်းရင်းသားလူမျိုးပေါင်းတရားကျော်မှာကျွန်တော်တို့ဘို့လူမျိုးကျွန်တော်တို့တိုင်းရင်းသားလူမျိုးမပြောက်မပြက်ရအောင်တခြားသောညီကိုတိုင်းရင်းသားလူမျိုးလည်းဤသူမပြောက်မပြက်ရအောင်နိုင်ငံတော်ဥယျာဉ်တော်ကြီးမှာ ဝဲပန်းတိုင်းဖူးပွင့်နိုင်အောင်ကျွန်တော်တို့ပန်းတိုင်းလောက်အောင်ကျွန်တော်တို့ပြည်တော်စုစိတ်ဓာတ်နဲ့မိမိလူမျိုးမပြောက်မပြက်ရအောင်ထိန်းသိမ်းကြရမှာဖြစ်တယ်။နောက်တစ်ချက်ဒန်းသူအခွင့်အရေးကျွန်တော်တို့ဒန်းသူအခွင့်အရေးဆိုတာကျွန်တော်တို့တိုင်းရင်းသားလူမျိုးပေါင်းတရားတရားကြောလူမျိုးတစ်မျိုးနဲ့တစ်မျိုးဒါတွေဟာအကုန်လုံး ချစ်ချစ်ခင်ခင်ချင်းချင်းနာနာညီညီမြတ်မြတ်အပေးယူမြတ်တာပြီးတော့ကျွန်တော်တို့အလုံးရရှိမဲ့ထွင်လန်းသည်သူတကြကိုတကြသူတမကိုတမနဲ့ဒါမျိုးတွေမြတ်မြတ်တတာရရှိဖို့ဒါလေးကိုဓာတုခွင့်ရည်ဆိုပြီးဥတီချက်ကျွန်တော်တို့ထဲ့ထားတာဖြစ်ပါတယ်အေချမ်းသာယာပြီးဖုံးပြိုးတုတ်တဲ့ရည်ဆိုတဲ့ဥတီချက် ကျွန်တော်တို့နိုင်ငံဘယ်ဖြစ်ဖြစ်ဒေသဘယ်ဖြစ်ဖြစ်ရွာဘယ်ဖြစ်ဖြစ်မိသားစုအိမ်အတွင်းမှာဘယ်ဖြစ်ဖြစ်အေးချမ်းသာရပြီးစည်းစည်းလုံးလုံးမရှိရင်အဖြတ်သမားတွေကတော့ချောက်ပါနေတယ်ရှိနေတယ်ဆိုရင်ကျွန်တော်တို့ဘယ်တော့မှဖွံ့ဖြိုးတိုးတက်ပြီးစိတ်ချမ်းသာကိုယ်ချမ်းသာချမ်းသာမဟုတ်တဲ့အတွက်အေးချမ်းသာရမှုကိုဥတည်ပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ဒီခန္ဓာမှာကျွန်တော်တို့အဥတည်ထားတာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်နေနဲ့ဘောဓမျိုးသားလုံးစီလုံးညီညွတ်ရေးဘောဓမျိုးသားလုံးစီလုံးညီညွတ်ရေးဟာအင်မတန်ရည်ကြီးတယ်ဒါကြောင့်ကျွန်တော်တို့စီလုံးမှာဒါကျွန်တော်တို့စီပွားချတဲ့နေရာမှာရောကျွန်တော်တို့နေမြေလုံခြုံမှုအတွက်ဆောင်ရွက်တဲ့နေရာမှာရော မိမိလူမျိုးဘာသာသာသနာကျိုးဆောင်ရွက်တဲ့နေရာတွေမှာဟောအားလုံးကိုအရာရာတိုင်းနော်အင်းနဲ့အားနဲ့ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့မျိုးသားလုံးစီလုံးကြီးညီကြီးကိုဥတည်ပြီးတော့ထဲထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့တင်ပြလိုတာကကျွန်တော်တို့ အရေးကြီးဆုံးအချက်ဖြစ်တဲ့မြို့ချစ်စိတ်ဓာတ်ရှင်သာရေးစီလုံးညီညွတ်ရေးပြည်ထောင်စုစိတ်ဓာတ်ရှင်သာရေးဒါလည်းအင်မတမအရေးကြီးသောအချိန်အခါဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့86နှစ်မြောက်ဟိုမျိုးသားနှစ်ဥတီချက်ကိုရက်ကိုကျွန်တော်တို့နေရသူ ကျွန်တော်တို့ဒေသခံပြည်သူဘိုးသမျိုးသားလုံးကျန်သောညီကိုတိုင်းရင်းသားများအားလုံးလီလီဆာဆာနဲ့လိုင်းနာဆောင်ရွက်ကြမည်ဆိုရင်ဤချမ်းသာရာပြည်ဖို့ပြတုတက်တဲ့ကျွန်တော်တို့ပြည်တော်စုနိုင်ငံကြီးကိုအမှန်တကယ်ရရှိမည်ဖြစ်သည့်အတွက်အားလုံးလိုင်းနာကြပါရန်လေးစားစွာတိုက်တွန်းလို့ဆိုရင်ဤကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် Tudo